အလောအလောပဲမင်္ဂလာပါကလင်း YouTube channel နဲ့တတီကနေအလောကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကလင်းဖြစ်ပါတယ်ကလင်းရဲ့ပြည်သက်လေးအလောပဲမင်္ဂလာရှိသောနေ့လည်လေးကိုပိုင်ဆိုင်ပါစီလို့ကလင်းမဆုမကောင်းတောင်းပန်လိုက်ပါတယ်ခင်ဗျအဲ့တော့ကတော့ကျွန်တော်နေနေရှယ်ဟင်းပွဲလေးထုတ်ဖို့အတွက်တော့မှဒီနေ့ညနေအတော့ကတော့ကျွန်တော်စိတ်စိတ်မပါတော့ဘူးနော်အာသူတို့တွေပေါ့နော်နည်းနည်းတော့များနေမနေ့ကလည်းကျွန်တော်တို့ဒီတုံညာပြည့်ဆိုတဲ့ဟင်းပွဲလေးများဖြစ်တော့မလားဆိုပြီးရာခိုင်နှုန်းတော့ဖြစ်ဖို့များပါတယ် ါပေမဲ့လည်းကကြမကမပေးခဲ့သလိုဒီနေ့နေ့လယ်မှာလည်းထပ်မှန်ပြီးတော့ကျွန်တော်စိတ်တိခါအောင်ထပ်လုပ်လဲပေါ့နော်29ဆိုတဲ့ဟင်းပွဲလေးပြီးပြီတော့ထင်ခဲ့တာဒါပေမဲ့လည်းထပ်မှန်ပြီးတော့ဖြစ်ခဲ့ပြန်ပြီတကူတော့ပြောချင်ပါလေမဖြစ်ရင်လည်းဗျာတကူမှ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 မတူညီအောင်ဖြစ်ပေးပါလားကလေးရဲ့ကီးဟင်းနေကြတော့လုံးဝဘယ်လိုပြောမလဲမထီအောင်ကြတော့မလုံးနိုင်ကြဘူး ဘာဖြစ်လို့ခင်းလင်းရှယ်ဟင်းပွဲကြီးတွေထုတ်ပေးထားတဲ့အရာကြီးတွေမှာဘာလို့အဲ့လိုကက်ကက်ပြီးရလုံနေရလဲကျွန်တော်ကဟင်းပွဲတွေထုတ်ပေးရလို့ဆိုတော့အလုံးထက်ပိုစဉ်းမြင်ရဗျာတချို့တွေကအဲ့ချိန်မှာဟိုဘောနော်အလိုက်မသိရတဲ့လူတချို့တွေရှိရပေါ့နော်တို့တွေခင်းလင်းကိုစပို့ထားရဆိုပြီးတော့ပြီးတော့ YouTube နဲ့တတီမှာလည်းရှိပါသေးတယ်ဒီမှန်လေးတွေပေါ့နော်ပြီးတော့ခင်းလင်းစပို့ထားတဲ့လူတွေ ဒီချိန်မှာကကျွန်တော်ဘက်ကနေပြီးတော့ဒါပြောမယ်ဆိုတော့ဒါအမားမရှိဘူးဗျာကျွန်တော်ကအကောင်းဆုံးနေပဲကျွန်တော်ချပြပေးတယ်ကျွန်တော်ရဲ့ကီးဟင်းဆိုတာနေစဉ်မိတ်ဆွေတို့ကျွန်တော်ရဲ့ကီးဟင်းဆိုတာကမိတ်ဆွေတို့အရင်တော့နာမည်ကြီးခဲ့တဲ့မိတ်ဆွေတို့တိမှာပါဟော့ထိတ်စီဆိုတဲ့ဟင်းကျွန်တော်ရဲ့ကီးဟင်းကဒီမိတ်ဆွေတို့အနေနဲ့ဒီဟော့ထိတ်စီဆိုဟင်းနေရာမှာမိတ်ဆွေတို့အခုချိန်မှာလက်ရှိမှာအဲ့လိုမျိုးအသုံးပြုနေတဲ့လူတွေရှိတယ်ဗျာသူတို့ဆိုနေတိုင်းနေတိုင်းအဆင်ပြေလှဲ့တော်ကြည့်စီရမလို့အဲ့လောက်ထိပေါ့နော် အော်အဲ့လိုချိန်မှာပေါ့နော် YouTube နဲ့ဒီဒီမှာလည်းမန်လေးတွေပြီးတော့ဟိုပါပေါ့နော်ဒီကျွန်တော် client သူတို့က support ထားဆိုပြီးတော့အလိုက်မသိပြန်လည်းဒီလိုချာဘာဖြစ်လဲညာဖြစ်လဲလာပြောရလို့လေကျွန်တော်ကျွန်တော်ဘက်ကပြန်ပြီးပြောလိုက်ရင်အကုန်လုံးရှုပ်ကုန်လိမ့်ထားပါအဲ့တော့ဒီညနေအထွတ်တော့ client ကတော့စိတ်မပါတပါနဲ့ပေါ့နော်ဒီကနေ့လေးလဲဒီဟင်းပွဲလေးလဲမဆိုးပါဘူးကောင်းပါတယ် အဲမိတ်ဆွေတို့အနေနဲ့ဆင်မီလိုလေးချက်ပုတ်ကြပါအဲ့တော့ကျွန်တော်ကို support ထားတဲ့လူတွေက YouTube ကနေအားပေးနေတဲ့လူတွေရောဒီဒီကနေအားပေးနေတဲ့လူတွေကောကျွန်တော်အခုပြောတဲ့အရာလေးပဲဒီညနေခင်းတွက်မိတ်ဆွေတို့ချက်ပုတ်ကြပါကျွန်တော်ဒီကျွန်တော်ဆွေးနွေးထားတဲ့လူတွေကလည်းကျွန်တော်ဒီညနေတော့ကျွန်တော်ထပ်မပို့ပါဘူးအဲ့တော့ဗီဒီယိုလေးကိုကြည့်ကြပါဗီဒီယိုလေးကိုလာကြည့်ကြပါဗီဒီယိုမကြည့်ရလို့ကတော့မတတ်နိုင်ဘူးကျွန်တော်ကျွန်တော်အနားယူမယ်ဗျာကျွန်တော်စိတ်ကိုနည်းနည်းအနားပေးမှရမယ်ဘာလို့လဲဆိုတော့ခံစားရရင်နှစ်ခါသက်တိုက်ခံစားလိုက်ရတော့အဆင်မပြေဘူးဘာလို့လဲဆိုတော့ ကျွန်တော်အခုဒီဘက်ကိုကျွန်တော်အများကြီးမျှော်မှန်းထားတယ်ကျွန်တော်ဒီဒီဘက်ကိုကျွန်တော်ရှင်ရင်းဘွက်တွေတော့တရက်ကိုတစ်ချိန်လောက်ကျွန်တော်လုပ်ဝေးမယ်ဆိုပေကျွန်တော်စိတ်ကူးပြီးတော့တေချာနေတွေလုပ်ပေးတယ်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဂျန်ကြရင်ကျွန်တော်အလှလဲလှုပ်ချင်သလို ပြီးတော့ဂျန်မကြခင်တရက်လုံးမှာကျွန်တော်အမေရတာလေးနှစ်ပြည့်လဲရှိသေးတယ်ဆိုတော့အလှကြီးလဲကောင်းကောင်းလှုပ်ချင်ဆိုစိတ်ကူးလေးနဲ့ကောင်းကောင်းလေးလုပ်စိတ်ကူးတွေကိုဖြည့်ဆည်းပြတယ်စမပြေဘူးအဲ့တော့ကျွန်တော်ဒီညနေရက်ထွက်ကတော့ ဒီကျွန်တော်၈ဆိုတဲ့ဟင်းပွက်လေးရဲ့၃ဆိုတဲ့ဟင်းပွက်လေးရဲ့၁ဆိုတဲ့ဟင်းပွက်လေးရဲ့၃ဘွယ်ပေါ့နော်အဲ့ဒီဥစ္စာဒီကီးဟင်းဖြစ်လဲလာနိုင်သလိုဗရိတ်အဖြစ်လဲမိတ်ဆွေတို့စီလာနိုင်ပါလေအဲ့တော့မိတ်ဆွေတို့ကလွယ်လွယ်လေးပါကျွန်တော်ပြောပြရမယ်ဆိုကျွန်တော်ရိုးရှင်းလက်ဥစားနဲ့ပဲပြောရမယ်ဆိုရင်တော့ကျွန်တော်တို့က80ဆိုတဲ့ကဏ္ဍလေးရှိမယ်ကျွန်တော်85ဆိုတဲ့ကဏ္ဍလေးရှိမယ်ပြီးတော့83ဆိုတဲ့ကဏ္ဍလေးရှိမယ်ဗျအဲ့ဒါတော့ကျွန်တော်ကီးရဲ့ဘရကီးဟင်းရဲ့ဘရဟင်းလေးရဲ့တစ်ခါတွဲပြီးတော့ပြောပြတာပါเนาะအဲ့ဒီမှာမိတ်ဆွေတို့ကြိုင်းနေတဲ့အရာလေးရှိရကိုပေါ့ကိုပို့ပြီးတော့လောက်ကြပါเนาะချက်စားကြပါဗျ အဲ၃နဲ့၃ဟင်းလေးနဲ့ပြောမယ်ဆိုတော့ကျွန်တော်က35ဆိုတဲ့ဟင်းလေးရှိမယ်30ဆိုတဲ့ဟင်းလေးရှိမယ်ပြီးတော့38ဆိုတဲ့ဟင်းလေးရှိမယ်အဲ့တော့တင်ဟင်းလေးနဲ့ပတ်သက်ရင်တော့ကျွန်တော်က10ခွန်ဆိုတဲ့ဟင်းလေးရှိမယ်10နဲ့ဆိုတဲ့ဟင်းလေးရှိမယ်30ဆိုတဲ့ဟင်းလေးရှိပါပြီးတော့တချို့မန်လေးတွေတွေ့ပါလေ YouTube နဲ့ TV မှာပေါ့နော်အာကျွန်တော်ပြောတာကြီးကမှားနေတယ်ဟိုမနက်ကဆိုဒါဆိုကျွန်တော်2ခုဆိုတဲ့ဟင်းပွဲလေးထည့်ပေးတာကိုတချို့နေရာတွေကြတော့ကျွန်တော်က ကီးဟင်းရပရဟင်းရမတွဲပဲနဲ့ကျွန်တော်ချမ်းမြတ်တတ်တဲ့ဖြစ်လာနိုင်ခြင်းအရာအကောင်းတဲ့အရာလေးကိုထက်ထည့်ပြီးပြောရတာအဲ့တော့ကေလင်းပြောတဲ့စကားထဲမှာမှားတယ်ဆိုတာမရှိပါဘူးအဲ့တော့ကေလင်းကိုဆော့ကမတက်ပါနဲ့ဂျေဆုတမန်လေးကေလင်းစိတ်ညစ်နေပါလေဒါလောက်ပါမယ်ဂျေဆုပါစိတ်ညစ်တယ်ဆိုတာလည်းပြောမှဆိုခံစားရတာပေါ့နော်ဘာဖြစ်လို့မဖြစ်လဲလုံးဝမဖြစ်နဲ့အဲ့လိုမျိုးကက်ကပ်ပြီးလှုပ်ရလိုက်ရလူဒီဒီအားလုံးအတွက်လှုပ်ပေးနေရတဲ့လူတယောက်ရင်ထဲမှာတော်တော်ခံစားရပါဒီအချိန်မှာအလိုက်မသိပဲနဲ့ စကားတွေကိုအချိုးမဖြစ်ပဲလာပြောရင်တော့ခင်လင်းအကြောင်းသိသွားလိမ့်မယ်ပေါ့နော်ကျေးဇူးပါ